အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ ဒါကျွန်တော်ဒီနေ့နေ့လယ်ပိုင်းမှာဒါအာစနယ်အပြောင်းရွှေ့ချောင်းနည်းနည်းလေးကျွန်တော်ပြောသွားခြင်းနဲ့လက်ရှိဒါကျွန်တော်တို့ here we go ဖြစ်ပြီးတော့ကစားသမားကိုတရားဝင်ဒါကျွန်တော်တို့ခေါ်မခေါ်ယူသေးနိုင်တဲ့အသင်းတင်းနေတဲ့အာစနယ်တင်းကလက်ရှိမှာရှေ့ပြေးဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်လက်ရှိမှာဒါတည်တဲ့အတိုင်းပဲအာစနယ်တင်းကဒီအပြောင်းရွှေ့မှာဆူပီမန်ဒီကို ပထမဦးဆုံးဒါအသင်းကြီးရောဒါအသင်းလက်ရောဒါပရီးမီးယားလိမှာပထမဦးဆုံး here we go ဖြစ်ခဲ့တဲ့ဒါကျွန်တော်တို့အသင်းနေတဲ့ကသတင်းဆိုတာကကျွန်တော်တို့အကုန်လုံးကြီးကိုယ်တွေကုန်သိပြီးသားဖြစ်လိမ့်မယ်အဲ့တော့ ောချင်တာဒီ hewi ကိုဖြစ်သွားရင်တော့ဒါကျွန်တော်ဒီအပြောင်းရွှေ့ကဖြစ်သွားတာများတယ်မဖြစ်ဘူးဆိုတော့တော်တော်လေးကိုနေတဲ့အပြောင်းရွှေ့တစ်ခုလို့ပြောလို့ရတယ်ဒီမှာပါတယ်ခေါ့နော်အဲ့တော့ပြောချင်တာဒီအပြောင်းရွှေ့တစ်ခုအနေနဲ့အဲ့ရှိမှဒါကျွန်တော်တို့အခုလက်ရှိမှာစစ်စစ်တဲ့ဘာညာဆိုတဲ့သတင်းတွေထွက်လာခဲ့ပြီမြဲတကယ်တမ်းနင်းသားငါလာဟိဆိုတဲ့ movement မှာအခုချိန်ဒီကစားသမားကမရောက်သေးတဲ့ပြဿနာကအာဆရုံသိရင်ဆိုင်နေရတယ်လို့ဆိုလို့ရတဲ့ပြဿနာတစ်ခုဖြစ်နေတယ်လို့ပဲပြောလို့ရတယ်အဲ့တော့အဲ့တော့ zombie man ဒီအပြောင်းရွှေ့ကြောင့်လက်ရှိမှာပါရီထူးလဲ ဇူဘီမန်နီအနေနဲ့လက်ရှိမှာဒါဒီအပိုင်းအတွင်းမှာဆိတ်ဆင်မဲ့ဆေးလာဆက်နေပြီဆိုတဲ့သတင်းတွေပေါ်မှာကစားသမားကသူဟာစပိန်မြို့မှာဒါကျွန်တော်ရှိချောင်းကိုသူ့ရဲ့ဒါ Twitter စာမျက်နှာပေါ်မှာဆိုရင် Instagram စာမျက်နှာပေါ်ပြခဲ့ပြောချင်တာကသူဆေးတကယ်မစစ်ဘဲနဲ့ဒါသူ့ရဲ့အကြောင်းတွေကိုမဟုတ်မှန်လို့ဆက်ပြီးပြောနေတယ်ဆိုတဲ့အကြောင်းသူပြောလာခဲ့တယ်။ဒါပြင်လက်ရှိသူ့ရဲ့နောက်ဆုံး interview မှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူဟာဝေးရှိသေးတယ်။သူဟာဒါအသေးနဲ့ပတ်သက်ပြီးဝေးခဲ့မစားပြီးလုံဆိုးတာသူ့ကိုစကားပြောလာမယ်ဆိုအမျိုးမျိုးဖြစ်တယ်။သူဟာစားပြီးလုံဆိုးနေတည်တယ်။ပြောချင်တာကအာဆုံသေးတဲ့ဟီဝီကိုဖြစ်ထားတဲ့တင်တဲ့တင်ကအခုချိန်နေတာ Real Madrid ကိုတန်ရောစင်မပြတ်နိုင်သေးဘူး။ ဆိုတဲ့ပုံစံမျိုးပြောနေတယ်အဲ့တော့တော်တော်လေးကိုဒါအာစတဲအပြောင်းရွှေ့ကနားလေရခတ်တဲ့အပြောင်းရွှေ့တစ်ဖြစ်ဖြစ်လာခဲ့တယ်အာစနယ်ပြိသက်တွေကိုတိုင်ကလက်ရှိမှာဒါခါတိုင်းအပြောင်းရွှေ့တွေလူပဲလားဆိုတဲ့မိโกနေပေါင်းများစွာနဲ့တူ မိကွန်းနေကြားထဲမှာဒါကျွန်တော်ဟိုဘောအထက်ကလဲနေဖြစ်အဲ့တော့လက်ရှိမှာဒါ Fabrizio Romano ကိုယ်တိုင်ကဟီးဝီကိုနောက်ပိုင်းဇူဘီမန်နီနဲ့ပတ်သက်ပြီးဘာမှကိုသူ့အနေနဲ့မတင်ဆက်တာကိုကြားလာပြီ Arsenal သင်းနဲ့ပတ်သက်ပြီးသူ Sesco တင်းတခုကလွင်အာဆောင်သင်းရဲ့ဒါကျွန်တော်ပြောင်းရွှေ့တင်းနဲ့ဝင်ရင်ဒါ Fabrizio Romano ကိုယ်တိုင်နည်းနည်းလေးဒါကျွန်တော်ဘာမှမတင်တာကြာပြီဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာက ဘာတွေများဖြစ်နေလဲကျွန်တော်အဲ့ဒါစိတ်ဝင်တော့လက်ရှိမှာဒါဇူဝီမန်ဒီကိုဒါကျွန်တော်အာဆနယ်တဲ့ကပုံကူကြီးရဲ့သဘောတူညီမှုရခဲ့တာမှတ်မှတ်ရရလွန်ခဲ့တဲ့ဒါ2လနဲ့3လလောက်ခရီးကသဘောတူညီမှုရခဲ့တယ်လေဗယ်ဘူးနဲ့ဒါကျွန်တော်တို့ဒါစီဒီတင်းတို့ကိုကြော်လွန်ခဲ့ပြီးနောက်ပိုင်းဒီကစားသမားတို့ဒါကျွန်တော်တို့သူတို့အနေနဲ့ခေါ်ယူနိုင်ခဲ့တယ်ပေါ့ဗျာနော်ခေါ်ယူနိုင်ခဲ့တဲ့အချိန်မှာဒါသူတို့အနေနဲ့ ဒီအပြောင်းရွှေ့ကာလာပြီးသွားပြီဒါပေမဲ့ခုနကပြောသလိုတကယ်လည်းခုနကပြောသလိုဒီအပြောင်းရွှေ့ကာလာနားရောက်လာချိန်မှာဒါအာစနယ်သင်ကပထမဆုံး here we go တခုနဲ့ဖြစ်ခဲ့တယ်ဇူမီမန်ဒီရဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုဇူမီမန်ဒီကိုကိုယ်တိုင်ပေးပြီးဇူမီမန်ဒီကရိုင်းအဲစာချုပ်ဖြတ်သိမ်းခြင်းယူပြီးတော့အသစ်မှာဖြတ်သိမ်းတဲ့ပုံစံမျိုးဒါလှုပ်ဆောင်ခဲ့ပြီဆိုတဲ့ပုံစံမျိုးတော့ဒါပေမဲ့တကယ်တမ်းလှုပ်လာဆိုတော့လည်းအခုလက်ရှိမှာမလှုပ်သေးတဲ့ပြဿနာဖြစ်နေတယ်လို့ပဲပြောလို့ရရတယ်မှာပါအဲ့တော့ကစားသမားကိုယ်တိုင်ကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူဟာမဆုံးဖြတ်ရသေးဘူးဘာညာဒါပေမဲ့ပြန်စစ်စမ်းကြအောင်ဒါဘယ်တော့ကလည်းဘယ်တော့မှလည်းကစားသမားတယောက်ကဒါ အင်မတန်မှအဲ့အသင်းကိုပြောင်းကျင်တဲ့ကစားသမားအဲ့လိုပေါ့အဲ့လိုပြောရမဆိုရင်ကစားသမားတက်ကသူဒီအသင်းကိုပြောင်းရွှေ့ပါမယ်လို့ပြောတာဒါအင်တာဗျူးမှာနေတယ်ဒါပေမဲ့ဟိုပြဿနာကလည်းခုနကကျွန်တော်တို့ဆရာသမားလေးဇူဘီမန်ဒီလိုတဲ့ဒါကျွန်တော်ဟိုလိုလိုဒီလိုလိုလဲဒါ cryptic view မှာပြောသူနေနေတာโอเคဒါကတော့ကျွန်တော်မဖြေချင်ဘူးခမောင်းနေတဲ့အချိန်ချိန်မှာသိလိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါအကုန်လုံးတချို့ကလည်းပြောချင်ပြောတဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့ဇူဘီမန်ဒီအပြောင်းအရွှေ့မှာဒါ Arsenal သိနေတယ်အခုချိန်မှာ ်ချစ်ဆိုးလာနောက်ဆိုးလာကျွန်တော်လည်းမသိအောင်ဒါပုံမှန်လင်းပြောကျွန်တော်လည်းခုနကပြောကျွန်တော်ကတော့ပုံမှန်လင်းပြောမယ်ကျွန်တော်တို့လိုမြန်မာပြည်ကလူတွေဆိုတော့သူများရေးတဲ့တဲ့င်းကိုကျွန်တော်ဖတ်ပြီးခင်ဗျားတို့ကိုပြန်တင်ဆက်ရတာပဲရှိတာသူများရေးတဲ့တဲ့င်းမှာကျွန်တော်တို့ကခုနကပြောသေးပဲ TL ကိုကျွန်တော်ခုနက TL1 နေရှိတယ်တ TL2 တ TL2 TL3 အများနဲ့ကတ်နေတာ TL4 TL5 ရှိတယ် TS နောက်ပိုင်းအကုန်ရှိတယ် TS နောက်ပိုင်းအတားခုနကပြော daily mail လို့ပါအခုနောက်ပိုင်း tier 2 tier 3ဆိုတာကျွန်တော်တို့ပြောရမယ်ဆို athletic uk က tier 1ပွားတယ်ဒါခုနကပြော david austin number tier 1သွားတယ် fabio giro maru တောင်မှဒါနှစ်ခုခွဲတယ် facebook ကသူ့ရဲ့ facebook ကဒါ tier 4 tier 5လောက်ပဲရှိတော့ရာသူ့ရဲ့ twitter ဆာမျက်နှာက tier 1ဖြစ်တယ်ဒါခုနကပြောအဲ့လိုမျိုးခွာတယ်ပေါ့အဲ့တော့ခုနကကျွန်တော်တို့ဆိုလဲခင်ဗျားတို့ဒါတွေးတဲ့ဥစ္စာပဲခင်ဗျားတို့တင်ဆက်ပေးရတယ်အဲ့ဒါပြဿနာပေါ့နော်အဲ့တော့အခုလက်ရှိမှာ zoom event နေ့ပြဿနာနေ့ဖြစ်တဲ့ဘာများဖြစ်နေမလဲကျွန်တော်တို့လည်းမသိဘူးအခုလက်ရှိမှာကစားသမားပြောတာပဲမြင်ရတယ် fabio giro maru hewi gura မြင်ရတယ်တချို့ကြလက်ရှိမှာစစ်စစ် ပြီးသွားပြီလို့တော့ပြောတယ်လက်ရှိမှာဆေးဆစ်ပြီးသွားပြီဆိုတဲ့အချိန်မှာဟိုကောင်ကဒါဇူဘီမန်နီဆိုတဲ့ကောင်ကဒါ Instagram မှာသူ့အနေနဲ့ဒါစပိန်မြို့မှာရောက်နေကြောင်းဆိုသူရဲ့ဒါ Instagram မှာထားတယ်အဲ့တော့သူကဆေးမဆက်သေးဘူးပေါ့အဲ့တော့ ောချင်တာကစားသမားနဲ့အသင်းနဲ့နှစ်သင်းကြားမှာဗာဖြစ်တာတစ်ဖက်ကတော့ဒါဟိုဆိုစီရက်ကတော့ရှင်းတယ်စာရုပ်ဖြတ်သိမ်းကြီးပြီးတော့ကစားသမားပြီးတော့ယူရမှာပဲဒါသူတို့ရဲ့ by law by nature တခုဖြစ်လို့ဒါသိပြီးထူးဆန်းတဲ့ကြောင်းမှာမဟုတ်ဘူးအဲ့တော့ဒါ Arsenal နဲ့ Zubi Mendy ကြားထဲမှာဘာဒီဖြစ်နေလဲ Arsenal ပြည်သက်တွေကတော်တော်လေးကိုစိတ်ကုန်နေတယ်ဒါလည်းနားလေဘောဆိုခုနက Here we go ရပြီကျွန်တော်မအေးပေါ့မြောက်လန်တန်သားတွေဟို Fabrizio Romano ရဲ့ Here we go ဒုက္ခပြရတယ်မြောက်လန်တန်သားအဆိုးဆုံးမျိုးပြောလို့ရတယ်မမေရ Pedro Buri ရဲ့အပြောင်းရှင်းတဲ့ပတ်သက်ပြီး Spartan Here we go သွားခဲ့တယ်ပြီးလည်းပြီးတော့ဒါ David Austin ကဒီအပြောင်းရှင်းရမဖြစ်တော့ ဘူးလို့ပြီးတော့ဒါပြောခဲ့တယ်မမေရအဲ့တော့ပက်တိုပိုရဲ့အပြောင်းရွှေ့မှာဒန်နီယယ်လီဗီကိုတိုင်းဒါကျွန်တော်ပြောင်းရွှေ့တဲ့ဝင်ရောက်ပြီးထက်တဲ့ဝင်ထလုံးပါအဲ့ဒီပြောင်းရွှေ့ပဲဟီးဝီကိုတော့မပြတ်တော့ဒါပေမဲ့နည်းနည်းလေးဟီးဝီကိုကကြောင်တောင်ဖြစ်သွားတယ်ဒီတိုင်းပဲဒီချိန်မှာအဲ့ဒါကျွန်တော်တို့ဖာဘီဂျူရူမာနိုရဲ့ဟီးဝီကိုမြောက်လနဲ့နောက်သတင်းဖြစ်တဲ့အာစနယ်သင်းကလည်းဒါဒုက္ခပတ်ပေးနေတယ်လို့ဆိုလို့ရမယ်တဲ့မှာပါအဲ့တော့ ဇူမီမန်ရဲ့အပြောင်းအလဲကျွန်တော်တို့ဖြစ်မယ်လို့မြင်နေတယ်ဒါပေမဲ့ဂျားထဲမှာဘာတင်များလွဲချော်နေခဲ့လဲဆိုတာကိုကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားတယ်အပြေမှန်ပြောမှဆိုကျွန်တော်လည်းသိကျင်တယ်ဘာတင်များလွဲနေသည်လေဒါသာမအခုချိန်ဒီတာကျွန်တော်တို့စိတ်မစစ်သေးပါဘူးဒါကျွန်တော်ထင်တယ် nation league ရှိသည်လို့လည်းဖြစ်မှာပါခုနကအဲ့လောက်ကြည့်တာဒါတချို့ကြားတယ်ဒါခုနကဘာ nation league ဖြစ်ချီလဲဒါ arsenal တင်းနေတာစပိတ်အိတ်ပေါ့သူရှိရဲ့နေရာကိုလွတ်ပြီးစိတ်စစ်လို့ရအဲ့လောက်တော့လွယ်မနေဘူးပဲတခါကြီးအဲ့တော့ အေးစေးပေါ့နော်နောက်နောက်ပေါ့ဇူမန်ဒီအပြောင်းရွှေ့နဲ့ပတ်သက်ကျွန်တော်တို့ဘာများတခုခုဒူးမလဲတခုခုဒါကြည့်ရမယ်တမပါအဲ့တော့ဇူမန်ဒီအပြောင်းရွှေ့ပြီးသွားတဲ့အချိန်မှာအာဆိုသင်းရဲ့တိုက်စစ်အပြောင်းရွှေ့ရောအာဆိုသင်းရဲ့တိုက်စစ်အပြောင်းရွှေ့နဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကဒါကျွန်တော်တို့ Fabio Romano ရဲ့သူ့ရဲ့ Twitter စာမျက်နှာပေါ့နော် Twitter မှာ tier 1 level အနေနဲ့သူတင်ထားခဲ့တယ်တွေ့ရမယ်အာဆိုနဲ့ Benjamin Sesko ကပုံကူကြီးရာရသဘောတူညီမှုရရှိသွားခဲ့ပြီဒါပေမဲ့အခုချိန်မှာဒါ Arsenal အသင်းအနေနဲ့ဒါတရဝင်း live set တိုက်စစ်မှုဖြစ်တဲ့ chess school နဲ့စတင်ပြီးတော့အသင်းနဲ့သင်ကြားဆွေးနွေးမှုပြုလုပ်နေတယ်။တစ်ဖက်က live set တောင်းတဲ့ဈေးကအင်မတန်မှမြင့်မားလွန်းတဲ့အတွက်ကြောင့်အာစတောအသင်းနဲ့ပထမဦးဆုံးကမ်းလှမ်းမှုတစ်ခုတော့မလုပ်ရသေးဘူးလို့သိရတယ်မှာပါ။ကျွန်တော်ပြောခဲ့လို့ပဲ chess school ရဲ့အပြောင်းအရွှေ့အတွက်ဒါကျွန်တော်တို့အာ Euro 63တန်တီတီမမေရ Euro 63တန်တီတီဒါကျွန်တော်တို့ IB live set ကနေပြီးတော့တောင်းဆိုထားခဲ့တယ်။ အာဆောင်တင်တဲ့ဒီအပြောင်းရွှေ့အတွက်ဒီဈေးကိုလုံးဝလုံးဝလုံးဝကိုပေးဖို့အတွက်အစီအစဉ်မရှိဘူးသူတို့နဲ့ဒီကစားသမားလက်ရှိမှာတတ်မှတ်တာယူရို65 80မိုင်ကုန်တတ်မှတ်တယ်ဘန်ဂျမင်ဆက်စကိုကနဘသူတို့နဲ့ယူရို80လောက်ပြောချင်တာက valuation ရအရန်กว่าနေတယ်ဒါကပြဿနာပေါ့နော်အဲ့တော့ပြောချင်တာကဘောတစ်ဖက်ကဒါအာဆောင်တင်တတ်မှတ်ထားတဲ့ဈေးနဲ့ဥပမာဆိုရင်ကျွန်တော်တစ်ဖက်ကအမ် လိုက်ဇက်တက်မှတ်ထားတဲ့ဈေးဖြစ်တဲ့ဈေးကဒါကျွန်တော်ပေါင်တန်း30 25သန်းလောက်နေနေကြွားနေတယ်။ဒါ3တန်းဆိုဒါမျိုးရနားလေတို့ရတယ်။ right ဟုတ်တယ်ခုနကပြောသဘဲ5တန်း10တန်း25နောက်ဆုံးပြ25တန်းလောက်ကြွားတာစဒီလိုမျိုးညှိလို့ရတယ်။ဒါပေမဲ့ 25တန်းလောက်ကွာတာကြီးကြတယ်နည်းနည်းကွာတယ်အဲ့တော့အာဆနယ်သင်းရတာပထမဦးဆုံးကန်လန်မှုတော့မှသူတို့မလုပ်သေးဘူးဘာလို့ဆိုသူတို့ကန်လန်မှုလို့ဟိုကတခါတည်းပယ်ချမှာတည်ကြဘာလို့ဆိုဟိုဘက်ကအာဆနယ်သင်းနဲ့ခုနကသူတို့အများအာဆနယ်သင်းအများဆုံးပေးမှာ90နော်ခုနကသူတို့ပထမဦးဆုံးကန်လန်မှာ90မဟုတ်ပထမဦးဆုံးကန်လန်မှာ maybe 55 60ပတ်ချလဲဝိညာဉ်သူတို့ကန်လန်ကန်လန်လိမ့်မယ်အများဆုံး65ပေါ့အဲ့တော့အဲ့65တော့ဘောခုနကပေါ့သူပဲ bonus package နဲ့သူတို့ကန်လန်မှာအဲ့တော့ပြောစင်တော့အာဆနယ်သင်းသူတို့ပထမဦးဆုံးကန်လန်မှုတော့မလုပ်သေးဘူးဆိုတော့တစ်ဖက်ရဲ့တောင်းဆိုမှုကအင်မတန်မှမြင့်ပါအဲ့တော့အာဆနယ်သင်းကဒီနေရာမှာဘယ်လောက်ကြီးရလဲဆိုတော့သူတို့ဘာ စောင့်နေလဲဆိုတော့တစ်ဖက်ကဒီတိုင်းဒါကန့်လန့်မှုမလုပ်ဘဲနဲ့လုံးဝသူ့ဘာသူဈေးလျှော့သွားမဲ့ပုံစံမျိုးကိုစောင့်နေလဲဆိုတော့အဲ့ဒါကဖြစ်ပါမလားပေါ့နော်ဒါကျွန်တော်အမြင်ကပြောရမယ်ဆိုရင်ဒါတစ်ဖက်က gentleman agreement လုပ်ထားခဲ့ပေမဲ့စာချုပ်ဖြတ်သိမ်းရေးပုံစံမျိုးမရှိရတဲ့ကြောင့်မို့ live set ပါဇက်ထဲကဈေးပုံစံမျိုးပဲသွားနေရတဲ့ကြောင့်တိတ်တော့ထူးထူးဆန်းဆန်းတော့မရှိဘူးလို့ကျွန်တော်ရဲ့အမြင်မှာကျွန်တော်100%မြင်မိတယ်ဒါပေမဲ့လက်ရှိမှာဒီအပြောင်းရွှေ့မှာတော့အာဆုံသင်ကဒီနေ့ပြောင်းရွှေ့မှာအာဆုံသင်ကတော်တော်လေးကို လွတ်လွတ်ကပ်ကပ်ဖြစ်ရမယ်အသင်းသင်းဖြစ်တယ်ဘာလို့ဆိုတော့ data ground ပြောပြောပြောထားတာမှတ်မိလိမ့်မယ်သူအနေနဲ့ဒီညွေရသည်အပြောင်းရွှေ့သူနဲ့မစောင့်နိုင်တော့ဘူးအာဆိုသင်းနဲ့လာမယ့်ညွေရသည်မှာဒါကျွန်တော်ဘာတွေလုပ်မယ်သူပြောပြီးသူပြောသွားခဲ့တယ်ချင်ဒါပေမဲ့ပြန်စဉ်းစားကြည့်မှာအခုလက်ရှိမှာတကယ်တမ်းနင်းသားငါလာဟိဆိုတဲ့ movement တွေမှာတော့တကယ်ဘာမှသိပြီးမထူးနေတွေ့ရမယ်စာကစားသမားစာချုပ်တစ်တွေလည်းအခုချိန်ထိဒါမှဘာမှ positive သိပြီးမဆန်သေးဘူးလက်ရှိမှာဒါကျွန်တော်တို့ကစားသမားတစ်ခေါ်ရတဲ့နေရာမှာလည်းသိပြီးပါမယ်အဲ့တော့ andrea barda ကလက်ရှိမှာ pressure တွေအများကြီး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 များနေပြီလို့ကျွန်တော်အနေနဲ့မြင်တယ် တို့ပေမဲ့တော့ညလဲအာဆောသေးအလုပ်တွေလုပ်ဖို့အတွက်အချိန်အများကြီးအများကြီးရှိသေးတယ်တို့ပေမဲ့တော့ညလဲအာဆောသေးဘာဖြစ်အောင်လဲဒါတော့ drawing စီမံအဲ့တော့အာဆောသေးကဒီနေ့ရပထမဦးဆုံးအင်ဂျီကိုင်မီတရဝင်ဂျင်ညာတဲ့ကစားသမား Zubimendi ပဲလားဒါမှမဟုတ်ဘယ်သူဖြစ်သွားမှာလဲဒါကတော့တစ်ချက်တော့စောင့်ကြည့်ရမယ့်နေရာမှာပါပါတယ် လောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာ Jennifer တို့မှာဂျင်းလူစံပေါင်းကိုညီလို့ရပါတယ်။နေမလေးကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြုကြပါစို့ကိုညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။ မြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှမြန်မြန်တန်ဖြစ်ပါတယ်အားလုံးပဲကြိုးတူပါရဲကောင်းမွန်တော့နေလေးနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကြိုးတူပါရဲမြန်မြန်လေးကလစ်ပေးကြဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့နောက်မှာအေးစစ်တွေ့ကြတာပေါ့ဒေးပါဗျ